ူတွေမှာပန်းနိုင်တစ်ခုရှိပါတယ်အဲ့ဒီပန်းနိုင်ကကိုယ့်အတွက်ကိုကြည့်ပြီးသွားမဲ့ပန်းနိုင်လားဒါမှမဟုတ်လို့ရှင်ဘုရားသခင်ရှိကိုကြည့်ပြီးသွားမဲ့ပန်းနိုင်လားဆိုတဲ့အကြောင်းအရာလေးကိုဒီကနေ့နှုတ်ကပတ်တော်ကကျွန်တော်တို့အူးစီကိုတတိပေးပါတယ်ခရစ်သူသခင်၌ချစ်ခင်လေးစားပါတော်ဘာသူဓမ္မမိတ်ဆွေပေါင်းတို့ကျွန်တော်တို့ရဲ့ဘဝအတ္တမှာကျွန်တော်တို့ယုံကြည်တဲ့အချက်ကလေးတစ်ချက်ရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဒုက္ခခက်ခဲအားလုံးရဲ့အရင်းမြစ်ဟာအခြေအနေကြောင့်မဟုတ်ဘဲနဲ့ ဘုရားသခင်နဲ့ကိုယ်နဲ့ဝေးကွာစေတဲ့အပြစ်တရားကြောင့်ဖြစ်တယ်ဆိုတဲ့ theology ပဲဖြစ်ပါတယ်ဒါကြောင့်မင်းကြားတဲ့နှုတ်ကပတ်တော်ကိုတူတူကနှလုံးသွင်းစေခြင်းနဲ့ကျွန်တို့ရဲ့ဘဝအတ္တမှာဝန်တာပြောင်းမျိုးခြင်းနဲ့ပြေဝတဲ့အတ္တနဲ့ရှောင်းလန်းခြင်းအခြေအနေထက်ဘုရားသခင်နဲ့ကိုယ်နဲ့ပေါင်းဆက်ပြီးနှီးဆက်တဲ့အတ္တကိုကျွန်တို့ဒီနေ့နှုတ်ကပတ်တော်အဖြစ်တူတူကထောက်ရှုစဉ်းစားရင်းနဲ့ဘုရားသခင်နဲ့ကိုယ်နဲ့အတူတူရှောင်းလန်းနိုင်တဲ့အသည့်နဲ့ခြေတော်ကိုရပါမိကြောင်းတောင်းခံရအောင် အလုံးကိုဖိတ်ခေါ်ပါရစေ။ကျွန်တော်တူးစီကိုကြားကောင်းပြီးပြပါစေ။